မကွေးတိုင်းငပဲမြို့နယ်နေအကံပြူဟာစခန်းပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်စစ်ကောင်မရှင်ကစခန်းအနီးကဂျေးဝါရီကိုမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ဂိုကြီးထောက်ဖို့စခန်းကိုအရခတက်တော်အေကသိမ်းယူပြီးနေအကံစခန်းကိုပါပိတ်ဆို့ထားတဲ့အတွက်စစ်ကောင်မရှင်ကဂိုကြီးနီးရှိမြေလက်ရွာကိုပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဂိုကြီးစခန်းအသိမ်းခံရပြီးနေအကံစခန်းမှာပိတ်ဆို့ခံထားရတော့ လေရင်နဲ့ဇက်တိုက်ပုံကျဲတဲ့ drone ဘုံတွေလည်းအကြိုက်သုံးပြီးစစ်တပ်က ခုခံနေတယ်လို့ဗရန်စီသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်ဒါ့အပြင် အောက်တိုဘာ9ရက်နေ့ထိကုတ်ကြီးချေးရွာနီးတဝိုက်မှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီးအောက်တိုဘာ10ရက်နေ့နဲ့အောက်တိုဘာ2ရက်နေ့တို့မှာနိုင်ငံနီးမှာစစ်ကော်မရှင်နဲ့ AA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါရယ်စစ်ကော်မရှင်ကကုတ်ကြီး၊နောင်ရွာ၊ဖစီ၊ဘဘဲချေးရွာတွေကိုလေကြောင်းကနေဘုံလုံးရင်90လောက် နေ့စဉ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။နိုင်ငံလီကျောင်းရံကာကွယ်တက်စခန်းကိုစစ်ကော်မရှင်ကအမှတ်ကိုတုံညာကအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆန့်ခကိုတုံညာ၅ကနေစစ်တုံးကားကြီးအင်အားပြည့်နဲ့စစ်ရင်နန်းတွေများစွာကိုအင်အားပြည့်နေပြီးအမှတ်၁၆စစ်စင်ကိုကဲမှုဌာနချုပ်စကခ၁၆လောက်ခံတရင်တွေနဲ့လည်းတက်ပြန့်ထားတယ်လို့သိရပါတယ်။စစ်ကော်မရှင်ကအမ်းမြို့နယ်ကိုလက်လွတ်ရပြီးနောက် AA တပ်ဖွဲ့ဝင်တွေဟာ Ambulance လမ်းမိုင်းကိုစုမုံမှုရယူနိုင်ဖို့စ조사ခဲ့ပြီးစစ်ကောမရှင်ရဲ့ကန်ကင်းစခန်းတွေကိုတင်ယူနိုင်ခဲ့ပါတယ်။စစ်ကောမရှင်ကဗဒန်းတက်နယ်ရှိအကြီးဆုံးနေရီကန်စခန်းကိုကာကွယ်ဖို့အားထုတ်နေရပြီးတာလွန်အင်အားနဲ့လေကြောင်းပစ်ကူတွေပါအသုံးပြုနေရတာဖြစ်ပါတယ်။